အယိုးတွေကခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်ပါတယ်။မတည့်ရနိုင်မှုကောင်းစွာလှုပ်ရှားသွားလိုက်နိုင်မှုအထောက်အကူပေးပါတယ်နော်။အယိုးတွေဟာဆိုလို့ရှိရင်အသက်အရွယ်ရလာလေလေကြက်ခိုင်မှုအားနည်းလာရင်ပဲဖြစ်ပါတယ်နော်။အသက်အရွယ်တိုင်းမှာအယိုးတွေကိုကျန်းမာနေစေဖို့မွေးမြူတဲ့လေးထလေးရှိပါတယ်။ဒါဆိုရင်ကိုယ်တိုင်ရောအယိုးတွေကျန်းမာစေမယ့်အလေးထလေးပိုင်ဆိုင်ထားရလားဆိုတာကိုသိချင်လို့ရှိရင်နော်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါနော်။ညီမရဲ့ဗီဒီယိုလေးကိုမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနောက် notification bell လေးကိုပါ on ခဲ့ပြီးမေးပါနဲ့အောင်နော်။ ်အယူတွေမှာလည်းခန္ဓာကိုယ်ရဲ့အခြားအစိတ်ပိုင်းတွေလိုမျိုး ကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်အသက်အရွယ်ကြောင့်ခံစားရတာမျိုးရှိသလိုမတော်တဆထိခိုက်မိတာနေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့်ထိခိုက်မိတာမျိုးတွေရှိပါရဲ့နော် နောက်ပြီးတော့အယူပါတာအယူပွားတာအယူသိတဲ့စာကြဆင်လာတာအယူကြိုးတာအယူအပ်တာအယူကင်စာအစိတ်ရောင်တာ အစိတ်လွဲတာပြီးတော့အယူရောင်တာလိုမျိုးကျန်းမာရေးပြဿနာတွေလည်းခံစားရနိုင်ပါသေးရဲ့နော် တာကြောင့်အယိုးတွေကျန်မာစေဖို့မမျိုးတင်တဲ့လေးထလေးတွေကိုပြပြပေးသွားပါမယ်နော်။တန်ဆန်ချက်ခိုင်နဲ့အယိုးတွေပတ်စံနိုင်ဖို့ဆိုလို့ရှိရင်အာဟာရပြည့်အောင်စားပေးပါနော်။နေ့စဉ်စားသုံးမှုမှာအယိုးတွေတန်ဆန်ချက်ခိုင်စေဖို့မရှိမဖြစ်လိုအပ်တဲ့ကယ်လ်ဆီယမ်၊ဗီတာမင် C ပရိုတင်းဗီတာမင် K ဗီတာမင် D တို့ပါဝင်အောင်စားသုံးပေးပါနော်။နောက်ပြီးတော့အသားငါး၊နိုးပဲမျိုးမျိုးနဲ့တတိတွေကိုစားပေးရပါမယ်နော်။ဟင်းသီးရွက်နဲ့ဥအမျိုးမျိုးကိုလည်းစားပေးလို့ရပါသေးရဲ့ရှင်။ဒီနေ့တာမှာအာဟာရပြည့်အောင်စားသုံးပေးတာဆိုလို့ရှိရင်အယိုးတွေကိုကျန်းမာစေဖို့အတွက်အထောက်အကူပေးနိုင်မှာပါနော်။ ပြီးတော့နေရောင်ခြည်ခံမှာဖြစ်ပါတယ်เนาะနေရောင်ခြည်ဟာဆိုလို့ရှိရင်ဗီတာမင် D ကိုပေးဆွနိုင်တာကြောင့်အရိုးတွေကိုကျန်းမာစေပါတယ် နောက်ပြီးတော့နေအောင်ကြာဆိုလို့ရှိရင်စိတ်ရောကိုယ်မှာကျန်းမာစေသလိုအရိုးတွေကျန်းမာစေဖို့ကိုလည်းအထောက်အပံ့နိုင်ပါတယ်နော်။နောက်တစ်ချက်ကတော့လှုပ်လှုပ်ရှားနေပါနော်။လှုပ်ရှားနေတာကလည်းအရိုးတွေကိုကျန်းမာသွမ်းစေတဲ့အလေးအကျင့်ကောင်းတစ်ရပ်ပဲဖြစ်ပါတယ်နော်။တပတ်ကို2နာရီတော့ကိုယ်တက်လှုပ်ရှားမှုလုပ်ပေးပါနော်။လမ်းလျှောက်တာ၊ခရွေရပြေးတာ၊အလေးမာတာ၊ယောဂကျင့်တာတွေကလည်းအရိုးတွေကိုကျန်းမာစေဖို့အထောက်အပံ့ပေးပါတယ်နော်။နောက်တစ်ချက်ကတော့ဆက်လိုက်တဲ့အရက်ကိုချော့တော့ပါနော်။ စလိတ်တောက်တာအရေးတောက်တာတွေအရဆိုလို့ရှိရင်အယိုးတွေရဲ့တိတ်တဲစားကိုချုပ်ချုပ်စေနိုင်ပါတယ်။ဒါကြောင့်အယိုးတွေတက်ဆဲကျမကျင်နေဆိုလို့ရှိရင်နော်စလိတ်နဲ့အရေးကိုချော့တောက်ပါနော်။ဖြစ်နိုင်မယ်ဆိုလို့ရှိရင်နော်စလိတ်တွေအရေးတွေဖြစ်လိုက်တာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါရဲ့နော်။နောက်ဆုံးအချက်ကတော့ကဖင်းချော့ပါနော်။ကဖင်းရဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ကယ်ဆယ်ဆုပ်ယူနိုင်စံကိုကျဆင်းစေနိုင်ပါတယ်။ကဖင်းများများစားသုံးတာကအရိုးတွေကိုကယ်ဆယ်ရရှိမှုနည်းစေပြီးတော့အရိုးသိတဲ့စားကိုလည်းကျဆင်းစေနိုင်ပါတယ်။ဒါကြောင့်ကဖင်းပါတဲ့အစားအစာတွေကိုလျှော့စားပါနော်။ အခုပြပေးခဲ့တာကတော့အယိုးတွေကိုကျဲမာစီမဲ့အလေးထားကောင်းလေးပဲဖြစ်ပါရဲ့နော်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်